ကျောင်းသားတပိတ်ကိုအကြမ်းမဖက်ရေးအတွက် မြို့တော်ခမ်းမရှိမှာဆန္ဒပြခဲ့သူတွေကိုဝင်ရောက်ရိုက်နှက် ဖြိုခွင်းခဲ့တာဟာမြန်မာနိုင်ငံအနေနဲ့ရှက်စရာကောင်းတယ်လို့ဦးကျော်သူကပြောပါတယ်ဒေါ်သူသူအောင်ကသတင်းပေးပို့ထားပါတယ်ရှင်မျိုးရခမရှိကဆန္ဒပြပွဲကိုအကြမ်းဖက်ဖြိုခွင်းမှုနဲ့ပတ်သက်ပြီး DVB ကမေးမြန်းစီဥကြော်သူကအခုလိုပြောကြခဲ့တာပါ။အဲကျွန်တော်ကပရိုက်ဒတ်သမား။နော်ပရိုက်ဒတ်သမားလာရစာနာစိတ်ဝေးရတယ်။ကိုရင်းစာစိတ်ကလေးနဲ့ ျွန်တော်လုတ်ကင်ညာဒီမစုတရား၄ပါးကိုကျွန်တော်လက်ကင်ပြီးကျင့်သုံးညာဒါဖရားလည်းဟောခဲ့တယ်ဘုရားအောင်စံလည်းပြောခဲ့တယ်ဒီမစုတရားတွေခေါင်းပိုင်တိုင်းကြီးကကပ်ပြီးမျိုးကြုံမယ်ဆိုတဲ့စကားရှိအဲကျွန်တော်တိုင်းကြီးကကဟိုဟာ၄ပေး၄ပေး၄ပေး၁၀ပေးလူမျိုးရေးပဋိပက္ခဒီလိုစံနာပြတယ်ဒါရီကကပ်တယ်အဲဒီလိုကပ်တယ်ဖြစ်နေတဲ့ဂျားထဲမှာ ီလိုမျက်မစူတရားကင်းမဲ့စွာနဲ့လူသားချင်းစာနာမှုကင်းမဲ့စွာနဲ့ဒီလိုနှိမ်ညင်းတာလို့ရိုက်နှက်တာလို့ဖန်ဆီးတာလို့ဆိုတာအင်ဒါရှက်ဖို့ပေါ့ပါပဲကပအလယ်မှာကျွန်တော်တို့ဥဒ္ဓဘာသာမြန်မာနိုင်ငံအနေနဲ့အင်ဒါရှက်စရာကောင်းတဲ့လုပ်ရတဲ့ခုပါပဲဒီမျိုးတော့ခမရှိကစံဖတ်တာတွေနဲ့ပတ်သက်ပြီးရဲဝင်နှန်းတွေမဟုတ်ပဲတာဝန်ပေးရတာတွေကပြဿနာကိုငြိမ်းချအောင်မဖြစ်စေပဲပြဿနာတိုးပွားအောင်ဖြစ်နေတယ်လို့ဆရာတော်ဥဥဒ္ဓရာကလည်းမိန့်ကြားလိုက်ပါတယ် ចောင်းသားလေးတွေနဲ့အခုဖြစ်နေရတဲ့ကိစ္စတွေမှာဟိုရဲတပ်ဖွဲ့ဝင်တွေပေါ့နော်အထူးသဖြင့်အဲ့ဒီရဲတပ်ဖွဲ့ဝင်တွေအားလည်းနိုင်ငံဝန်ထမ်းတွေဖြစ်တယ်။ဒါပေမဲ့အဲ့ဒီနဲ့မှာပါနေတာရဲတပ်ဖွဲ့ဝင်မဟုတ်ဖက်နဲ့အဲ့ဒီလိုအရက်သားဟိုအဝတ်စားတွေနဲ့ဝတ်ပြီးတော့ဟိုဒီလိုကိုရီးလျောက်အတင်းအကျပ်ဒီလိုစော်ကားမော်ကားလုပ်နေတာတွေကိုဝန်ထမ်းတွေအနေနဲ့အဲဒါကိုဟိုမခိုင်းသင့်ဘူးပေါ့တနည်းအားဖြင့်ပြောရင်ဒါတွေလုပ်နေတာကိုလည်းပဲ ဟိုအာမပေးသင့်ဘူးလို့ခွင်မြင်တယ်ဘာလို့လဲဆိုတဲ့အခါကျတော့တကယ်လို့များသူတို့ဟာဟိုဒီတာဝန်မရှိဘဲနဲ့လုပ်တယ်ဆိုလို့ရှိရင်ဥပဒေရဟိုကဥပဒေကိုချိုးဖောက်နေလို့ပဲဒီလိုခွင်လို့မြင်တယ်ဘာလို့လဲဆိုတော့ဥပဒေဆိုတာလုံနိုင်တဲ့ပုံပုံမှသာနေလောရတာ မနေ့ညနေကမြို့တော်ခမရှိကအကြောင်းသားတွေကိုအကြမ်းမဖက်ရေးဆန္ဒပြပွဲမှာအရက်ဝင်းနဲ့တာဝန်လက်ပတ်ဝစ်ဆင်ထားသူတွေဝင်ရောက်ရဲနဲ့ဖြုတ်ခွင်းခဲ့ပြီးဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရတဲ့88မျိုးဆက်ငင်းကြေးနဲ့ပွင့်လင်းလူဖွဲ့စည်းကမနီလာတဲ့မနုနုအောင်နဲ့အကြောင်းသူအကြောင်းသားတွေစုစုပေါင်း10ဦးကိုဒီကနေ့မနက်9:00ကပြက်လဲလှုပ်ပေးလိုက်ပါတယ်ရှင်။ကျမတူတူအောင်ကသတင်းပေးပို့ထားတာပါ။